26နှစ်တွင်ဒီကြိမ်တစ်ခါမှလဲလျောင်းအိပ်စက်ခြင်းမရှိခဲ့တဲ့ကြောက်ကိုဆရာတော်ဖျားကြီးကြောင်းပြောခြင်းလည်းဗျကြောက်ကိုဆရာတော်ဖျားကြီးဟာတဲ့နားယူလဲလျောင်းအိပ်စက်ခြင်းမရှိပါဘူးကျွန်တော်သိတဲ့26နှစ်တွင်ဒီကြိမ်တစ်ခါမှလဲလျောင်းအိပ်စက်အနားယူတာမမြင်ဘူးပါဘူးကြောက်ကိုဆရာတော်ဖျားကြီးမှာချွေးနဲ့ကိုနဲ့နန်းချင်းလုံးဝမရှိပါဘူးတခါသောအချိန်ကပေါ်ဆရာတော်ကြီးဟာဝိပဿနာတရားတွေတရားကိုသုံးရခန့်နဲ့မိုးလေးမိုးချုပ်သင်ပြပြီး ဆယ်ရွာခန့်တလားလောက်ရေမချိုးသင်ခန်းမလဲဖြစ်ခဲ့ပါတယ်။နေ့မှာခန္ဓာညံရောက်ရုပ်နံခွဲခြားတရားတွေပြပြီးညမှာစောက်တင်နေပါတယ်။ရက်30ခန့်မှာရေချိုးဖြစ်ပါတယ်။ဒီသင်ခန်းကို တပီတော်ရှော်ဖို့ခဲ့ပါတယ်တဲ့။ချွေးနဲ့ကိုနဲ့လုံးဝမရှိတဲ့ပြင်တစ်ခေါက်နဲ့တော့ကြိုင်သေးနေတယ်ဆိုပြီးတော့ဆရာတော်ဖះကြီးကို အနီးကပ်ရှိတဲ့ဦးစင်တစ်ပါးကရှောက်ထားကြရသိရပါတယ် ကျောက်ကိုဆရာတော်ဖျားကြီးဟာအချိန်တိုင်းအလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်24နှစ်လုံးတစ်လလုံးတစ်နှစ်လုံး26နှစ်လုံးလုံးတစ်ခုမဟုတ်တစ်ခုလုပ်နေတာပါပဲတရားဟောတယ်စာရေးတယ်မေတ္တာဘာဝနာပွားများတယ်တမထဘာဝနာပွားတယ်ဝိပဿနာဘာဝနာပွားတယ်တစ်ခုမဟုတ်တစ်ခုတော့လုပ်နေတယ်ဗျခန္ဓာကိုယ်စွန့်ရင်ကုန်ဆုံးပြီးခဏတစ်ဖြုန်ငိုင်းမြီးသွားတာမှအပါကြံချင်နေမှာအလုပ်လုပ်နေပါတယ်ကျောက်ကိုဆရာတော်ဖျားကြီးမေတ္တာကရုဏာကြီးမားစွာဖြင့် အားထက်ပေးရဖက်တိုင်းမှာ အမြဲတမ်းပင်ပေးရည်စုပွက်ကြောင်းသိရပါတယ်။တခုသောအခါမှာပေါ့ရွာကြီးတွေမှာဆရာတော်ကိုပင့်ဖိပြီးဝိပဿနာတရားစခန်းဖို့ဖို့ပြင်ဆင်တော့ရောင်းကြောင်းဆရာတော်ကြီးနဲ့ရွာသားချို့မှာတရားစခန်းမဖွင့်ဖို့တရားပွဲတစ်ပွဲသာလုပ်ဖို့ပြန်ကြွဖို့ကြောက်ကိုဆရာတော်ဖျားကြီးကိုရှောက်ထားအေးဆိုလာပါတယ်။ဒါကြောင့်ဆရာတော်လည်းရွာလေမှာပဲမန်းနဲ့ထိုးပေးတရားပွဲသာလုပ်ပါလေ။ ပေတရားဘောဆရာနဲ့တရားလုံးမှာရှိတဲ့ရေတွင်းထဲမှာရှိရေကန်ထဲမှာရှိရေအိုးထဲမှာရှိဆုံဆုံတောက်ရေခွက်ရေဘူးထဲမှာရေတွေတော့မှစူပွက်ရှန်ထွက်နေပါတော့လေတရားလုံးလမ်းဖြန်သွားပြီးနောက်ဆုံးအကျိုးဆက်ကတော့အဲ့ဒီရွာကြီးမှာဝိပဿနာတရားစခန်းဖွင့်ခွင့်ရပါလိမ့်။နောက်တင်ပြမယ့်တချို့ဖြစ်ပျက်တွေဟာလက်မခံမယုံကြည်နိုင်စရာတွေတော့မှပါပါတယ်။အောက်ကုတ္တုပဲဖြစ်ဖို့တော့ကျွန်တော်အနေနဲ့တောင်းပန်အပ်ပါတယ်။ ကျောက်ကိုဆရာတော်ဟာသာသနာအတွက်ဆိုရင်ပြင်ဖိတဲ့နေရာဘယ်နေရာကိုမဆိုကြွနေသေးပါဆရာတော်ဖျားကြီးဟာသင်္ကန်းတုံးတယ်တပိတ်တလုံးတပန်းလေးကျောင်းသင်္ကန်းနဲ့သာရောင်ရဲနေထိုင်တော်မူပါလေဒါမဲ့ဆရာတော်ကြီးမှာလာလှူထားတဲ့အင်မတန်မှကြီးကျယ်ခမ်းနားတဲ့ကျောင်းတိုက်ကြီးလေးတိုက်ရှိပါတယ်အဲ့ဒီကျောင်းတိုက်ကြီးမှာသွားမနေပါဘူးနောက်ပြီးတော့ဂံကောမြို့နယ်ကံရွာရွာဘိုးဘွားရိတ်သာကျောက်ကူကျောင်း30မြို့ ဓမ္မဒုက္ခ၆ခုကြောင်းကလေးမြုပ်စမှုစုံ၆ခုကြောင်းပေါင်းလုံးမြုပ်မူလပထမ၆ခုကြောင်းဒီအကြောင်းတည်းကြီးလေးတည်းကအင်မတန်မှကြီးမှာပါလေ။ကံကောက၆ခုကြောင်းဆိုရင်ဧက300တဲ့30မြုပ်က၆ခုကြောင်းဆိုရင်ဧက30ကလေးမြုပ်စမှုစုံက၆ခုကြောင်းဆိုရင်10ဧကပေါင်းလုံးမြုပ်က၆ခုကြောင်းဆိုရင်10ဧကကျေဝင်ပါလေ။ဒီကြောင်းတည်းကြီးဒီမှာအဆောင်အပေါင်းများစွာတာဇနဝန်နဲ့ပေါင်းများစွာရှိပါလေ။ ၄င်းစဉ်နေတိုင်းပြည့်ရမရှိဝိပဿနာတရားတွေဟောကြားနာကြားပွားများအားထုတ်ပါတယ်။ရန်ကုန်မင်းကလေးပြည်ဦးလွင်တောင်ကြီးမိုးကုတ်မြို့တွေမှာလည်းကြောက်ကူကြောင်းတိုက်တွေပေါ်ဆောင်ဖို့ပြင်ဆင်ခဲ့ပါတယ်။ဆရာတော်ကြီးတရင်သုံးဖို့ဆိုပြီးအစင်းမြင့်ပြီးတော့ကောင်းမွန်လာတဲ့ကျောင်းဆောင်ကြီးတွေကိုတက္ကະကံမဆေနာရှင်ကုသိုလ်ရှင်တွေကဆောက်လုပ်လှူဒါန်းပေးမိတယ်။ကုသိုလ်တွေကတိုးကြစေဖို့သုံးရခန့်သာတရင်သုံးပါတယ်။မူလတစ်ပါးကျောင်းတဲလေးမှာပဲအေးအေးချင်းချင်းတရင်သုံးပါတယ်။ကြောက်ကူဆရာတော်ဖခင်ကြီးကို လက်တွေနှကားတွေလာရောက်ဖုံးပြောကြတယ်လို့သိရပါတယ်အချင်းချင်းခဏခဏတွေ့ရပါတယ်တချို့ကတရားမေ့လျှောက်တယ်တချို့ကဝိပဿနာတရားမပြဘူးတောင်းမနေတဲ့တွေလည်းရှိတယ်ဆရာတော်ကြီးပြောင်းတော်မူပါဆိုပြီးတော့နှရဆံဖို့လျှောက်ထားတဲ့နှက်တွေလည်းတွေ့ရပါတယ်ကျောက်ကူဆရာတော်ကြီးဟာဒူတင်73ပါးဆောင်ဆရာတော်ကြီးပါဒူရီနဲ့မှဆရာတော်ကြီးရဲ့တုတ်တန်ဒူတင်စောက်တီပုံချောင်းကိုအနှဲငယ်ပြောခြင်းနဲ့ဗျာ ဆရာတော်ကြီးတုံ့တန်သင်ချိုင်းမှာညဘက်ဒူတင်ဆောင်ဖို့ကြွာလာတဲ့အခါကျွန်တော်ဟာလိုက်ပါတယ်လားများပါလဲကျွန်တော်လိုက်ပါတဲ့အိတ်ခဲဘူးတဲ့သင်ချိုင်းတွေတော့တရားကြော်မယ်ထင်ပါလိမ့်တခြားနိုင်ငံတွေနဲ့မျိုးကြီးတွေမှာညဘက်တုံ့တန်ကြွာဖို့ခက်ခဲပါလိမ့်နေကင်းများမှာသာမေတ္တာပို့ကုသိုလ်ပြုမျှဝေပြီးကြွာရောက်တတ်ပါလိမ့်နေမျိုးတွေမှာလည်းကျေးရွာတွေမှာအမြဲတမ်းညဘက်တုံ့တန်ဒူတင်ဆောင်ပါလိမ့် ဆရာတော်ကြီးရဲ့တုတ်တန်ဒူတင်ဆောင်ပေါ်မှာညာ9နာရီကျော်လူသူ၄ပါး APJ တုတ်တန်ကိုတိတ်တဆိတ်ဝင်ရင်းနဲ့မြေတာပို့ရင်ဝင်ရပါတယ်။တင်းကျိုင်းကိုရောက်ရင်လူသေးကောင်းမြင်မြုပ်တဲ့နေရာ၊မီးရှို့တဲ့နေရာ၊ကိုယ်သေးတဲ့နေရာတွေမှာတနေရာစီတရားထိုင်ပါလိမ့်။ကျွန်တော်တို့ကတော့တနားခန့်တရားထိုင်ပြီးတရားဖြုတ်ပါတယ်။ဆရာတော်ကြီးကတော့အဲ့ဒီလိုမဟုတ်ပါဘူး။ဆရာတော်ကြီးကတော့အမြဲတမ်းကြည်လိုက်ရင်တရားပဲထိုင်ပါလိမ့်။ ရက်ရက်ွယ်မလမ်းမကန်ပေ300ခန်းအကွာမှာတရားထိုင်ပါတယ်ကျွန်တော်ကအဲအကြောင်းတုတ်တန်ကဆိုင်ရပိုင်ရတွေကိုတောင်းပန်ရပါတယ်ကျွန်တော်ဒီတုတ်တန်တူတင်ဆောင်ခြင်းမဟုတ်ပါဇာတော်ကြီးကိုပို့ဆောင်ပွင့်ဆောင်ဖို့လိုက်ပါလာပြီးသင်ကြိုက်မှာ line အိတ်ချင်တာဖြစ်ပါသည်ဇာတော်ကြီးတညတာလုံးမြေတဘာဝနာသမထဘာဝနာဝိပဿနာကုသတရားတွေအားထုတ်ရင်မြင်အပ်မမြင်အပ်ဒီနေ့ယင်းဤကျွမ်းဝင်စေဖို့ညာချင်းကိုကုံဆောင်စေပါနဲ့ ကျွန်တော်ကခဏမြအိပ်ပြီးမနက်3နာရီကျော်လာရင် ပြန်လို့ဆရာတော်ကြီးထံချင်းကပင်လျှော်ပါပါလိမ့်။တညာလုံးပြည်သူများမြေတာဘာဝနာကုသိုလ်တွေကိုမြဲမမြဲရှိရှိသမျှတို့ကို ကုသိုလ်အမြပေးဝေးရပါလိမ့်။ဆရာတော်ကြီးနဲ့တညာတာဖြတ်တန်းပြီးယင်းဤကျောင်းဝင်ကြလို့တာရုခေါ်ကြမယ်ထင်ပါလိမ့်။အမြကုသိုလ်တွေရလို့ကျွတ်လွတ်သွားခြင်းအစင့်မြင့်သွားခြင်းများလည်းရှိတယ်လို့ဆရာတော်ကတော့မိန့်ပါလိမ့်။နလေးနိုင်မထုံးခင်လူသူလေးပါးမထခင်တုတ်တက်မှာမြတ်တာဘုရင်တိတိစိတ်ဖောက်ခွာရပါလိမ့် တချို့တင်ညာနေမှာတညတာကြွားပြီးတချို့တင်ညာနေကိုနှစ်ညသုံးညကြွားတတ်ပါလေကြွားရဖို့ကြိုတင်မိန်ထားလို့မရှိပါဘူးညာ9နိုင်ကျော်ဆရာတော်ကြီးတင်ငန်းရုံတော်ကိုကြည်ပြီးသားတည်ရတတ်ပါလေတပည့်တကာတွေကတော့အမြဲတမ်းအစဉ်သင့်ဖြစ်စေဖို့ကြိုးစားနေရပါလေအစဉ်သင့်မဖြစ်ရင်လည်းဆရာတော်ကြီးကစိတ်မကော်ဘူးဗျတပားသေးသာကြွားပါပါလေနောက်ကနေအမြန်ပြေးလိုက်ရပါလေကျောက်ကိုဆရာတော်ဖျားကြီးထူးခြားတဲ့ကသူ့ရဲ့ဥကောင်းတော်ကိုခေါင်းရိပ်ချင်းကိစ္စပါဗျာ ကိုကိုယ်တိုင်လည်းမေ့ဘူးတပည့်တွေနောက်ပြီးတော့အတန်ကားတော်တွေဥစဉ်တွေကိုလည်းရိတ်ခိုင်းတာမတူဘူးပါဘူးဒါကြောင့်ဆရာတော်ကြီးရဲ့ဆံတော်တွေကိုလိုချင်သူ ပေါများလှပေမဲ့တယောက်မှ ရာဘူးတယ်လို့မကြားဘူးပါဘူးကြောက်ခုဆရာတော်ကြီးညာသတင်းသုံးတဲ့ဝယုံပုတ်ကြီးမှအလင်းအောင်တွေထွက်လာပြီးတတော်လုံးလင်းထိန်သွားတဲ့ဖြစ်ရကြီးလည်းရှိပါတယ်လွန်ခဲ့တဲ့ခုနှစ်နှစ်ခန့်ကရွာကြီးတရရဲ့တုံ့တန်တဲ့ကြိုင်မှာဆရာတော်ကနှစ်ညတာတူတင်ဆောင်ပါတယ်အဲ့ဒီဖြစ်ရဟာဒုတိယညမှာတွေ့ခဲ့ရတာပါ ဒီသင်းကြိုင်ဟာပြောရမယ်ဆိုရင်တော့လူကိုမြုပ်တဲ့သင်းကြိုင်ပါအစိမ်းသေးတွေမြုပ်တဲ့သင်းကြိုင်ပေါ့ညာ9နိုင်ကျော်ခန့်မှာဆီယာတော်ကိုတုတ်တန်လေလောက်မှာရှိတယ်ဝေယုံဘူကြီးအောက်မှာနေရာချကျွန်တော်တို့ကသင်းကြိုင်စီရပေါ့အဲ့ဒါပဲညာ7နိုင်ခန့်မှာရွာသားတွေကအပြေးအရရောက်လာပြီးဆီယာတော်ကြီးသင်းသွင်းတဲ့ဝေယုံဘူကြီးမီးလောင်နေတယ်ဆိုပြီးအော်ပြီးလာပါတယ်ကျွန်တော်တို့လည်းလက်ဖြန်သွားပါတယ် အဲ့ဒီကလူတယောက်ကဒါတော်မီလောက်တာမဟုတ်ဘူးတော်မီလောက်အသမ်းမြည်တယ်ကိုကဘာတမ်းမှမကြောက်ဘူးလို့ခက်ကြက်ကြက်អော်တော့အားလုံးညင်သွားပါလေဆရာတော်ကြီးတရေတော်နဲ့ဝေယုံမီကြီးမှအလင်းရောင်ဟာတတော်လုံးလေးထင်သွားပါတယ်၃မိနစ်လောက်ကြာမယ်ထင်ပါတယ်အဲ့တော့တဖြည်းဖြည်းမှိန်ပြီးအမောင်တိလာပါပါလေရွာသားတွေလည်းသူတို့မသိတဲ့ကိစ္စရောကြောင်းရဖြစ်တဲ့အတွက်ကြောင့်ခေါင်းကုပ်ပြီးတော့ပြန်သွားပါလေကျွန်တော်တို့လည်းအဖြေမသိတဲ့အတွေ့အကြုံတွေနဲ့တင်းကျဲစီရပေါ်ကြံနေပါလေဆရာတော်ကတော့တုတ်တုတ်တော်မလုပ်ပါဘူး ဆရာတော်ကြီးရဲ့မေတ္တာကြောင့်အကြီးကျယ်ဖြစ်ခဲ့နေတဲ့တိုက်ပွဲတော်မှာရက်သွားခဲ့မှုတွေလို့သိရပါတယ်။လုံခဲ့တဲ့6နှစ်ခန့်ကပေါ့ဆရာတော်ကြီးအားတရားဟောတရားပြပင့်ဖိတ်လို့နေဆက်ဒေတာကိုကျွန်တော်ကလည်းအနည်းနဲ့ကပီးယာဖြစ်နေပင့်ဆောင်ဝင်ရပါတယ်။တော်လန်ခီမှာဆရာတော်ချပေးတဲ့မေတ္တာဘုရားသားတွေကြည်ကြဲလိုက်ဆိုရင်ကာမှန်တကားတွေပိတ်မောင်းနေလာပါတယ်။ပဝင်းကျင်မှအတန်ပလန်တွေမကြားရဘဲကောက်အမြန်မောင်းလာပါတယ်။ တောလန်းတနေရတောင်ငုံကိုရောက်အကြီးကျယ်ဒရင်းဒရိုင်းဖြစ်နေတဲ့လက်နက်ကန်တပ်ဖွဲ့နှစ်ခုကြောင့်ဘွားကနေကားရောက်သွားပါလေ။ကားကိုလည်းစမမောင်းရဲပဲအမြင်ရလိုက်ရပါလေ။လက်နက်ကြီးကြောက်ရပေါက်ကွဲတဲ့နေတအုံးဒရိုင်းရဲ့တနေကြားပါလေ။တနက်ကိုကတ်လိုက်ဆွဲတဲ့နေကြီးစံတနေဒရိုင်းတွေရွှေရွှေစစ်မပြတ်ကြားပါလေ။ကျွန်တော်တို့ကတော့အကားကိုပြေးဝင်ပြီးဝင့်နေဖို့ကြံပါလေ။ဆရာတော်ကိုကြည့်တော့မြေတားပိုးမပြတ်တိတိငြိမ်ဆက်ပြီးတော့မြေတားဘာဝနာပွားနေပါလေ။ ဘယ်အချိန်ကစပြီးတိုက်ပွဲဖြစ်တာမသိပေမဲ့ဆီအရောကားရက်ပြီးမှကြာပြီးတိုက်ပွဲရက်ပြီးအားလုံးတိတ်တော့ပါလိမ့်ကျွန်တော်တို့ကရဲ့ညာဘက်တောင်ကိုမှလက်နက်ကင်တည်းဆုတ်ခေါ်သွားပါတယ်ကျွန်တော်တို့ဘဲဘက်၆ထဲမှာလက်နက်ကင်တက်ဖွဲ့30ခန်းကလည်းလက်နက်ကိုစီကင်ပြီးကားလန့်ပေါ်တက်လာပါတယ်နှစ်ဖက်လုံးအကြဆုံးရှိတက်ဆုတ်သွားတဲ့ထင်ပါတယ်ကျွန်တော်တို့လည်းတရားပွဲမှီဖို့ဆီအရောချပြီးတဲ့မြစ်တာဘိုးကိုလိုက်ဆိုရင်ခီးစက်ပါလိမ့် နောက်ထပ်မဟာမြင်တော်ကြီးထပ်ပိုင်းမှာနတ်ဒီဝဒါတွေဖန်ဆင်းတဲ့အကြောင်းမှာကြောက်ကိုဆရာတော်ကြီးတညတာတည်င်းသုံးဖြစ်ခဲ့မှုလည်းပြောချင်တယ်ဗျ။ဆရာတော်ကြီးဟာတောသောနဲ့တောင်သောနဲ့ဖန်ဆင်းလူတန်းတဲ့အကြောင်းမှာတညတာတည်င်းသုံးမှုနဲ့လို့သိရပါတယ်။လွန်ခဲ့တဲ့9နှစ်လောက်ကပါဆရာတော်ကြီးကိုခန်းသီးကြောက်စိမှုမှာတရားဟောတရားပြပင်ဖိလို့ကျွန်တော်တို့လည်းပင်လာပါတယ်။မဟာမြင်တော်ကြီးကိုကားနဲ့ဖြတ်ပြီးပြင်ပါတယ်။အဲ့ဒီချိန်ကကားလမ်းအင်မတန်ဆိုးကြမ်းတက်ပါတယ်။ခုလည်းသိမကောင်းပါဘူး။အဲ့ဒီဒေသဟာရေလမ်းကိုသာအဓိကသုံးပါတယ်။ တနေ့လုံးတစ်ညလုံးကားမောင်းဝင်မယ်လေကားတစီးမှမတွေ့ရပါဘူးလူနေရွာလည်းမရှိပါဘူးမြေကျောင်းတစ်လျှောက်မှာနေထိုင်ကြတယ်လို့ပဲသိရပါတယ်ပေးမိတဲ့နေရာမှာဘုံကြီးကျောင်းကိုအရောက်အဲ့ဒီကျောင်းနယ်ဆရာတော်ကြီးမှာကျောင်းဘုကတန်အန်တော်ဆင်လာပြီကျွန်တော်ကလည်းကျွန်တော်နှစ်ပတ်လောက်ကြည့်ပြီးတော့ကားကလည်းကောင်းလူလဲတော်လို့သာရောက်လာတယ်ဘယ်သူမှဒီခေတ်ကားနဲ့မလာကြဘူးလို့မိန့်ပါတယ်လမ်းကြီးမှာလမ်းကျန်းလို့ကားမြန်မောင်းလို့မရဖြည်းဖြည်းမှန်မှန်မောင်းရပါတယ် တနေ့တာလုံးမောင်းပါလေညရောက်လာခဲ့ပါလေလမ်းကကျင်းမြောင်းလုံးလို့လှဲလန်းတာဖြစ်ပြီးမဲ့ကားရှောက်စရာကားမတွေ့လို့အဆင်ပြေလာပါလေလမ်းမင်းနေတိုင်းမိလိုက်တစ်ပင်တိုင်းမိလိုက်အောက်ကတက်လိုက်ပေါ်ကတက်လိုက်နဲ့နောက်နေ့တရားပွဲမှီကိုမှောင်းလာပါလေည7:00နာရီကျော်လာပါလေ7:00နာရီထိုးဖို့7မိနစ်ခန့်လုံးမှာဆရာတော်ကြီးမှလမ်းတစ်လျှောက်ပို့လာတဲ့မေတ္တာပို့ခဏရက်ပြီးကျွန်တော်ပဲလှည့်ပြီးတော့တကတော်တော့ပြီးတနေ့လုံးတညလုံးဆိုတော့ကားအောက်လိုပင်မနေပြီးရှေ့နားမှာတစ်ခုခုတွေ့နားကြမယ်လို့မိန့်ပါလေ ခနာခန့်မောင်းလာပြီးချိန်ကောင်းမြောင်အောင်လမ်းပေးမှာရာဇမက်ကွက်တွေကာရံထားတဲ့ထူးဆန်းတဲ့ချိန်ကိုတွေ့ရပါတယ်။ဘသူကလာထပြီးအဲ့ဒီလိုမျိုးတောကြီးမြေမဲထဲမှာရာဇမက်ကွက်တွေလာကာထားလည်းမသိပါဘူး။ခြံကောက်ဖွင့်ပြီးကားကိုခြံထဲမောင်းဝင်လိုက်ပါတယ်။ကျွန်တော်တို့လည်းကားပေါ်မှာမြန်ဆင်းလူရှိလားလူရှိလားလို့အော်ရင်နဲ့လိုက်ရှာပါတယ်။ဘသူမှမတွေ့ရပါဘူး။ခြံတော့မှာဝါးနဲ့တည့်ရစွာစောက်ထားတဲ့တဲလေးတွေ့ရပါတယ်။သုံးဘက်ကဝါးနဲ့ကာရံပြီးအခင်းကိုလည်းဝါးရန်ခင်းလေးတစ်ဆင့်ခင်းထားပါတယ်။ တိုင်ကာစင်ခဲ့သူဖြစ်ပါတယ်ကျွန်တော်တို့ကကားပေါ်မှာပါလာတဲ့ထိုင်ကုန်တွေအမြန်ချဆရာတော်ကိုပိုင်ရှင်မတွေ့ကြအောင်တညတာဝါးတဲ့ကြောင့်တစ်လင်းမှာတရင်သမှုပင်လျှော်ပါတယ်လူပစ်ထားတဲ့ဝါးတဲ့ဆိုလဲဆွေးမြေ့ပြီးပျက်စီးနေလောက်ပြီလေခုကကအစ်စ်ဆက်ဆက်ကြီးဝလုံးတွေခုတ်ပြီးချက်ချင်းဆောက်ထားတဲ့ပုံမျိုးထူတော့ထူပါလေဆရာတော်ကနေရာချပြပြီးကျွန်တော်လဲကားထားရှိရာခြံတော့ပြန်လာပါတယ်ကားပြီးမနီမွေးကွန်းမြို့မှာမီးမွေးဖို့အသင့်ဖြစ်နေတဲ့မီးဖို့တွေ့ရပါတယ်မီးမွေးလို့ပဲမီးလုံလိုက်ရပါသေးတယ် ဘယ်ကပန်းသီးလဲမသိဘူးအတင်းတွေ့ရလို့ကျွန်တော်လည်းညစာဖြစ်စားခဲ့ပါတယ်ညတနေ့ခန်းမှာမှာကျွန်တော်ဟာကားထဲမှာဝင်အိပ်ဖြစ်ပါတယ်မနေ့၃နာရီမှာဆရာတော်မကားတကလာခေါက်နှိုးပြီးတော့ခီးဆက်ဖို့အချိန်တန်ပြီလို့မိန့်ပါတယ်ခီးဆက်ခဲ့ပါတယ်မနေ့၈နာရီခန့်မှာပြင်ဖိတ်ထားတဲ့နေရာရောက်ပါတယ်ဆရာတော်ကြီးမှာတရားဟောတရားပြနှစ်ရက်လောက်ပါတယ်အပြန်နေ့မှာအယုံစွန်ကတ်နေစွန်ကတပိတ်အတွင် လောင်းလူကတ်လိုက်လို့ပြေဆုံးလာပါတယ်အလားတုံးကညရိုက်ခဲ့တဲ့ဝါကြောင်းထဲမှာနေစွန်ကတ်မယ်လို့စိတ်ကူးပါတယ် ဒါပေမဲ့အဲ့ဒီ channel နေရာဟာဝါးကြောင်းတည်းမရှိတော့ပါဘူး။တကြီးဝါးချင်းပြင်မြောင်သာတွေ့ရပါတော့တယ်။ဒီနေရာမှာပဲဆရာတော်ကြီးကိုတင့်ပါတယ်နေစုံကပ်ဖြစ်ပါတယ်။အရှင်ဖေဟာဒီအကြောင်းကြီးပြောက်သွားလဲဆိုတော့ဆရာတော်ကခက်မစိတ်ပြုံးမဲ့ပြုံးနေပါလေ။ဒါကရုပ်ကဆိုးတွေတောဆုံးနဲ့တောင်ဆုံးတွေလာဆောက်ပေးထားတာပေါ့လူရမိတ်ပါလေ။ကျောက်ကဆရာတော်ကြီးရဲ့တရားပွဲတစ်ပွဲအကြောင်းကြီးပြီးတရားလုံးဗုဒ္ဓဘာသာဖြစ်ခဲ့ရတဲ့အခြေကိစ္စလည်းရှိပါတယ်။ အင်ဂျီတရားကျော်ရှိတဲ့တောင်မွေရွာလေးတွေဟာပါ ပြောရမယ်ဆိုရင်တော့ကျွာလုံးကျော့ဘာသာဝင်ပွဲကြီးစီကားစွာကျင်းပဖို့ပြင်ဆင်နေတဲ့နေ့ပေါ့ဗုဒ္ဓဘာသာတော့မဟုတ်တခြားဘာသာဗျအဲ့ဒီနေ့ဟာမိုးတွေလည်းရွာနေပါလေတောင်ကြီးလည်းကြာနေပါလေချောင်းကြီးလည်းရှန်နေပါလေတောင်ပေါ်ရွာဖြစ်လို့တွားကြီးလာရင်အရန်ခတ်ပါလေအဲ့ဒီချိန်ဆရာတော်ကြီးကရွာလဲလမ်းမတလန်းချင်းတလန်းပြီးလျှောက်ပြီးရွာထဲဝင်လာပါလေထူးခြားတာကမိုးရပါပဲတင်ငန်းတွေမိုးမဆိုးလမ်းပွက်ထားပါပဲခြေထောက်မှာရှွတ်မပေး ဘာသာခြားကုပြောင်းဝဲလုပ်တဲ့လူကြီးဟာဆရာတော်ကိုနီးကိုဝိုင်းအောင်လာပါတယ်ဆရာတော်ကြီးကတနားရခန့်တရားဟောပါတယ်ဘာသာခြားမှုဝင်ဖြစ်တော့ပဲဒီရွာလုံးဗုဒ္ဓဘာသာဖြစ်သွားပါတယ်ဒီရွာလေးကအခုချိန်ကြီးဆရာတော်ကြီးကိုပင့်ဖိတ်ပြီးဝိပဿနာတရားစခန်းနေပြီးလုပ်နေစေဖြစ်ပါတယ်ဆရာတော်ကြီးရဲ့အစွန်းထက်မြင့်အင်မတန်မှအတော်ဝင်လာတဲ့ကာရာတပုတ်လည်းရခဲ့ပါသေးတယ်။ဒီကရာဆရာတော်ကြီးက၈၀၆ကျွန်တော်တို့ကနောက်ကလိုက်ဆိုရင်နှလုံးသားနဲ့ဆွဲနစ်ခဲ့ရပါတယ်။ ဆရာတော်ကြီးကိုအနေနဲ့ရည်ရမပင့်ဖိတ်တဲ့ဓမ္မခရီးသွာလာနေထိုင်ရင်အခက်အခဲများရှိရင်တော့လကောက်ပြဿနာတွေပင်မဆင်းရဲမှုတန်းတွေနှောက်ရက်တွေငတ်မဆလောင်မှုတွေဒီလိုဒီလိုအဆင်မပြေကြုံလာတဲ့ဒီကရာကိုဆရာတော်ကြီးကကြဲကြဲဆိုဖို့မိန့်ကြပြီးရှာချပေးပါတယ်ကျွန်တော်တို့လည်း live ဆိုရပါတယ်ကျွန်တော်တော်တော်ဗာပြဿနာပဲကြုံကြုံဒီကရာအတိုင်းရွတ်ဆိုနှလုံးသွင်းကြည့်ညံပါတယ်အားလုံးအဆင်ပြေပါတယ် ဆရာတော်ဘုရားကြီးဟာပြောရမယ်ဆိုရင်တော့တစ်ချိန်တည်းမှာနှစ်နေရာမှာတွေ့ရတဲ့အဖြစ်ရက်တွေလည်းရှိတယ်လို့သိရပါတယ်ဆရာတော်ကြီးကိုပွားနှစ်ပါးစီဖြစ်နေတဲ့ပုံတွေလည်းမကြခဏဆိုသလိုတွေ့ရတဲ့ရပါတယ်အဲ့ဒီတည်းကဖြစ်စဉ်တချို့ကိုကျွန်တော်အနေနဲ့လည်းပြောချင်တယ်ဗျတခါတော့ချိန်ကပါဗျာဆရာတော်ကြီးကိုတရားပွဲတွေပင်ဖိလို့ကရင်ပြည်နယ်ဘက်ကိုကျွန်တော်တို့ပြေဆောင်ခဲ့တယ်ဗျာ ဆရာတော်ကြီးဘေးနားမှာထိုင်ပြီးတော့တင်းသုံးလာပါတယ်။ကောင်းမောင်နေတော့ကလေးမျိုးကဖုံးဝင်လာပါတယ်။ကြောက်ကူဆရာတော်ကြီးစွန်းစံစိန်လောင်းပွဲပြီးကလေးမျိုးလည်းကြွားအောင်လာတယ်။ကျွန်တော်ဘာဖြစ်လို့လဲလို့ပြန်မေးပြီးပါတယ်။တမူဘက်ကရွာတရွာမှာတဲ့ရွာလုံးကျွစွန်းစံစိန်လောင်းနေတယ်။ဒါပြီးရင်ကလေးမျိုးတွေကိုပင့်ကျင်လို့ပါတယ်။ကျွန်တော်တို့လည်းချက်ချင်းပဲကောင်းမောင်နေဆရာတော်ကိုရှောက်ပါတယ်။တမူဘက်ကရွာတရွာမှာကြောက်ကူဆရာတော်တပါးရောက်နေတယ်တဲ့ဗျာ။ဆရာတော်ကပြုံးပြီးချက်ချင်းပဲ ။အော်ရုပ်ကစိုးနဲ့တွေကချစ်ကြတော့အဲ့ဒီလိုပဲခဏခဏဖြစ်တယ်လို့မိန်ပါတယ်။တခုတော့ဖျားဒီဒီမောမှာလည်းတရားပွဲပင့်လို့ဆရာတော်ကြီးကြွပါတယ်။ဖျားဒီနေရာမှာဆရာတော်ကြီးကိုယ်တိုင်ပါဝင်ကုသိုလ်ယူပါတယ်။ဒီနေရာမှာအောက်ဘက်ကထီတော်ကိုယထာဘောတင်ရနေရာမှာလည်းဆရာတော်ကြီးရှိနေလို့ဇေဒီထိပ်ပေါ်မှာထီတော်အားယထာဘောကချဇေဒီမှာတက်စင်ပူဇော်တဲ့နေရာမှာဆရာတော်ကြီးရှိပါတယ်။လုံခဲ့တဲ့၄-၅နှစ်ကဆရာတော်ကြီးဘကိုးတိုင်း30မြို့ကကြောက်ခုကြောင်းမှာလဲ ။ဝါစုဝါခဲ့တဲ့အချိန်မှာကျွန်တော်နဲ့ဆရာတော်ကြီးနားမှာကြောင်းရင်ကြောင်းစားနဲ့အချိန်တော်များရှိနေပါလေ။ဒီနေ့ဆရာတော်ကြီးကကျွန်တော်ကိုခေါ်ပြီးကံရွာခုနှစ်ရွာကိုတဲ့တရွာတစည်းနိုင်ရေးကွင်ကြီးမှုကားတွေလှူဒန်းလို့တဲ့အစီအစဉ်နဲ့စီစဉ်ဆောင်ရွက်ကုသိုလ်ပေးပါတဲ့။ကားတွေဝယ်ဖို့ရင်းနဲ့ကံခုနှစ်ရွာကြောက်ကူကြောင်းရောက်လာပါတယ်။ရန်ကုန်မြို့မှာလိုင်းကားဆောင်ရင်ကျောင်းပေါ်မှာနှစ်ရက်တော်နေဖြစ်ပါတယ်။ကျောင်းပေါ်မှာဖျားဘူးခဲ့တဲ့ဆယ်ယောက်ခန့်အဖွဲတစ်ဖွဲတွေ့လို့ထမင်းတွေစားသွားဖို့အစဉ်အသင့်ပြင်ထားကြောင်း ညာရင်နာကြမယ်ဆိုရင်လည်းအဆင်ပြေကြောင်းကြောက်ခုဆရာတော်ကြီးကတော့30မှာဝါဆိုလို့မရှိပါကြောင်းပြောတဲ့ခါဒီအကြောင်းကိုခဏခဏလာဘူးပါကြောင်းသမင်းလဲစွန်းတန်းမှာစားပြီးပါကြောင်းကြောက်ခုဆရာတော်ကြီးကိုလည်းခုပဲတစ်ဖွဲ့လုံးဖူးခဲ့ပြီးပါကြောင်းဝမ်းသာပျော်ရွှင်စွာပြောပြီးကားပေါ်တက်ကထောက်ခွာသွားတာအံ့အားပွင့်ရပါခဏကြာမှနောက်ဖျားဘူးဘွဲတစ်ဘွဲကတွေ့ပြန်ပြီးသမင်းများစားသွားကြဖို့ဖိတ်ဖြစ်ပါတယ်ကြောက်ခုဆရာတော်ကြီးကိုဖူးရင်သင်္ကန်းလာခဲ့တာဖြစ်ကြောင်းသင်္ကန်းနဲ့ကပ်ပြီးကြောင်းသီလာလဲပေးလိုက်ကြောင်းများစွာဝမ်းသာကြောင်းပြောပါတယ် ကျွန်တော်လည်းအဲ့တွေကိုရုံးချောင်းပို့ပြီးနောက်စွန်းတန်းပို့ပြီးဆရာတော်ကြီးသတင်းသုံးရတဲချောင်းကိုတိလိစိတ်တွားချောင်းပါတယ်အင်းငင်းစိတ်ငင်းတဲ့တဲချောင်းလေးမှာဆရာတော်ဟာထိုင်နေရခုံပေါ်မှာအနေကထိုင်လေးခင်းထားတာတွေ့ရပါတယ်ဆရာတော်တော့မမြင်ရမတွေ့ရပါမရှိပါကျွန်တော်လည်းရိုးသေးစွာရှစ်ခိုးဥချပြီးဆရာတော်မှကားများပို့ခိုင်းတဲ့ကိစ္စပြီးစီးပါကြောင်းနောက်ထပ်ကုသိုလ်ပေးလုပ်ခိုင်းလို့ပါက အစင်သင့်ဖြစ်နေပြီဖြစ်ကြောင်း30မျိုးရောက်ရင်လဲဆရာတော်နဲ့တွေ့တဲ့အခါရှောက်ရန်ရှိသည်တွေကိုရဟားစေလုံင်းနဲ့ရှောက်ထားလိုက်ပါလေ။ကြောက်ကိုဆရာတော်ဖះနဲ့ပတ်သက်ပြီးတော့ဒါဟာအင်မတန်မှထူးခြားဖွယ်ရာကိစ္စတွေကိုတင်ဆက်ပေးတာဖြစ်ပါလေ။အခုလိုသာသနာတော်အတွက်ဆွန့်ဆွန့်တမန်ကြိုးပမ်းအားထုတ်ခဲ့တဲ့ကြောက်ကိုဆရာတော်ဖះကြီးကလည်းမမြဲလာတဲ့သင်္ခါရသဘောတရားကိုမလွန်ဆန်နိုင်ခဲ့ပါဘူး။အဲ့ဒီနေ့ကအောက်တိုဘာ16ရက်နေ့ပါ2019ခုပေါ့။ နနက်9နာရီ10မိနစ်ခန့်မှာနေပြည်တော်မန္တလေးလမ်းမှာအင်မတန်ဆိုးဝါးလာတဲ့ရင်တိမ်မှမှုတစ်ခုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းရရှိပါတယ်။အဲ့ဒီရင်တိမ်မှုကနေပြည်တော်မန္တလေးလမ်းမိုင်တိုင်330သုံးဖလုံး334ဖလုံးကြားမှာဖြစ်ခဲ့ပြီးရင်တိမ်မှုကြောင့်တေဆုံးသူများပြားခဲ့ပါတယ်။နာမည်ကျော်ဆရာတော်ကြီးတပါးလည်းပြန်လည်တော်မူသွားကြောင်းသိရပါတယ်။အဲ့ဒီဆရာတော်ကြီးကတော့ကြောက်ကိုဆရာတော်လို့လူသိများတဲ့ ပြည်တွင်းဒေသများစွာရှိတက္ကဒကမတွေရဲ့ယုံကြည်လေးစားကိုးကွယ်ရာဆရာတော်ကြီးဖြစ်နေတာတွေ့ရပါတယ်ဆရာတော်ဖျားကြီးဟာအဲ့ဒီလိုမျိုးမော်တော်ယာဉ်တိမ်မောက်ပြီးပြန်လုံမှုသွားတဲ့အတွက်ကြောင့်တော်တော်လေးကိုစိတ်မချမ်းသာ ဖြစ်ကြပါလေအများသူငါကြေကွဲဝမ်းနေစရာဖြစ်လာပါလေကြောက်ခုဆရာတော်ကြီးဟာတဲ့ပြောရမယ်ဆိုရင်တော့ ေါင်းလောင်းကလည်းပြန်ကြွားခံနေမှာသူ့ရဲ့အနီးနဲ့တပည့်တူကိုခန်းထဲကိုခေါ်ပြီးမိန့်ပါတယ်တဲ့ငါ့ကိုခန္ဓာဝန်ချခိုင်းတာနှစ်ကျင်းရှိပြီငါမချသေးဘူးလို့နှစ်ကျင်းလုံးကိုပြောနိုင်တယ်အခုတရကျင်းခန္ဓာဝန်ချခိုင်းပြန်ပြီခုတစ်ကျင်းငါပါးစပ်ကမထွက်နိုင်ခဲ့ဘူးတပည့်တော်ကိုမိန့်ခဲ့ပါတယ်ပေါင်းလောင်းဆရာတော်ပြောကြကြရာကြောက်ကုဆရာတော်ဟာပြောင်းတော်မူခင်ကလေးကခန္ဓာဝန်ချရတော့မယ်ဆိုတဲ့အကြောင်းကို ချိုးတင်သိရှိတာကတော့အံ့ဖွယ်ပဲဖြစ်ပါတယ်။ဆရာတော်ကြီး ပြန်တော်မူတဲ့အချိန်မှာတတ်တော်69နှစ်ရွယ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။